သုံးနှစ်ကြာအထိမ့်သိမ်းခံရတဲ့ခင်ပွန်းဖြစ်သူပြန်လွတ်လာတဲ့အပေါ်မှာမထင်မထားတဲ့ပုံစံနဲ့တုံ့ပြန်နေခဲ့တဲ့နန္ဒာလိုင်းအားလုံးမင်္ဂလာပါရှင်လီဂိုဆယ်လီပေးကနေပြန်လဲကျေးဇူးလိုက်ပါတယ်ရှင်နန္ဒာလိုင်းကမြန်မာနိုင်ငံရဲ့ထိတ်တန့်သတင်းစီးရင်ဝင်ဇေကပါပိုင်ရှင်သတင်းကိုအမျိုးသားတစ်ထိုင်နာကြောင်းအားလုံးကအားကြနေခဲ့ရတာပါဥစီတီဟာနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာနန္ဒာလိုင်းကအမှုပညာအလုပ်တွေကိုအားလုံးရည်နာထားခဲ့တာပါသတင်းမှကြည့်အနေထားနဲ့အမျိုးသားဖြစ်သူနဲ့သမီးတွေရဲ့ဘဝကိုသာဂရုစိုက်ပေးနေရတာပါဥစီတီဟာကပြီးခဲ့တဲ့နေ့ ပိုင်းတွေမှာထိမ့်သိမ်းခံရရတာပါ။ရှင်းဟအမွေနဲ့အစာအုပ်ကိုဖြိုချတာကြောင့်အေးအေးယူထိမ့်သိမ်းခံရရတာဖြစ်ပါတယ်။ဒါကြောင့်မို့နန္နာလိုင်းကကလေးတွေနဲ့သာအပြင်မှာကျင်းရနေကြရတာပါ။ဥစေတီဟာအထိမ့်သိမ်းခနာရတဲ့နောက်ပိုင်းမှာနန္နလိုင်ရဲ့အပြုတ်အမူတွေကအလုံးမကျသလိုစိတ်မရှိတဲ့ဟမ်မယ်တွေနဲ့သာဖြစ်နေခဲ့တာပါ။အကျန်အကျုံနဲ့မရောက်ခင်မှာတော့ဥစေတီဟာကလူငယ်ချမ်းသာကွင်းနဲ့ပြန်လဲလွတ်မြောက်လာခဲ့ပါပြီ။ဒီလိုရမျိုးဆိုရင်အထိမ့်သိမ်းခနာရကနေ လွတ်ပေးတာမို့မိသားစုဝင်တွေကအမျှော်နဲ့တကြီးကိုစောင့်ဆိုင်းကြရတာပါဒီတစ်ခေါက်ထဲမှာဥစေတီဟာကလည်းပါဝင်လာခဲ့တာပါဒါကြောင့်မို့နန္ဒာလိုင်ကတွားကြိုခဲ့ပါတယ်အိမ်ကိုပြန်ရောက်ချင်းမှာနန္ဒာလိုင်ရဲ့တမိ၃ယောက်ကဖခင်ဖြစ်သူကိုအိမ်ရှိမှာအပြေးအလွှားလာကြကြပါတယ်တမိ၃ယောက်ကဖခင်ဖြစ်သူကိုပြေးဖက်ကတွေ့နေကြတာဖြစ်ပါတယ်ဖခင်ဖြစ်သူကလည်းတမီးတွေကိုအကြကြီးနေမှပြက်ဖက်လိုက်ရတာမို့အပြုံမန်းတွေစင်ကဖတ်နေကြတာပါအဆိုပါဗီဒီယိုလေးကိုမောင်တို့ကဗီဒီယိုတင်လာခဲ့တာပါ အဆိုပါဗီဒီယိုထဲမှာနန္နာလိုင်ရဲ့အပြုအမူလေးကလူအများအတွက်သတိထားစရာဖြစ်နေကြတာပါနန္နာလိုင်ကခေမွန်းဖြစ်သူနဲ့တမင်းဖြစ်သူတို့ရဲ့အခိုက်အတန့်လေးကိုဘေးနာကနေကြည်နူးနေတဲ့ပုံရိပ်တွေအပြင်နဲ့ကြည်နေကြတာပါဒီလိုအခိုက်အတန့်လေးကိုမမြင်ရတာ၃နှစ်တောင်ကြာသွားပြီမို့နန္နာလိုင်ကပီတိတွေဖြာနေကြတာပါ ခင်မွန်းဖြစ်သူကတမီးတွေကိုလွမ်းတဲ့စိမ့်နဲ့အလွမ်းတန်နေတာကဇနီးတဲ့တယောက်နေနဲ့တော့ပီတိဖြစ်စရာတွေပါမိသားစုတွေပြန်ဆောင်ချိန်မှာနန္ဒာလိုင်ကတကယ်ကိုဝမ်းသာပျော်ရွှင်နေတယ်ဆိုတာမျက်နှာမှာအထင်သာကိုမြင်တွေ့နေခဲ့ရတာပါနနာလိုင်ခုလိုပြုံးတာမျိုးကိုမမြင်ရတာကြာပါပြီနနာလိုင်ကနောက်ပိုင်းမှာအမှုပညာလောကကိုလည်းခြေဥတောင်တိတ်မချကြပါဘူးချုပ်လုံးလည်းမပြတယ်လို့သူ့မရဲ့ပုံတွေကိုလည်းတင်ပေးတာမျိုးမရှိပါဘူး မင်းသမီးတယောက်လိုပြင်ဆင်မှုမျိုးနဲ့နှစ်နာရီကိုအကယ်ဒမီပေးပွဲမှာသာအမြင်တွေ့ကြရတာပါအကယ်ဒမီပေးပွဲတက်လာရင်လည်းနှစ်နာရီကအပြစ်သားတက်လာတာ ဖြစ်ပြီးပျော်ရွှင်နေတာမျိုးမရှိပါဘူးအင်တာဗျူးမေးတာတွေဆိုလဲလုံးဝကိုစိတ်မရှိပဲခက်ပြက်ပြက်သာတုံ့ပြန်တက်တာပါခင်မုန်းဖြစ်သူအိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့ နန္ဒလိုင်ရဲ့အပြုံးအစစ်တွေကိုပြည်သက်တွေကမြင်တွေ့လိုက်ရပြီးဖြစ်ပါတယ်။နန္ဒလိုင်တို့ကအခုမိသားစုပြန်ဆောင်သွားပြီဖြစ်တာမို့တယောက်နဲ့တယောက်ဂယုဆိုင်ကဖျက်ဆီးကြရတော့မှာပါ။ချက်တော်မှုတွေထက်မိသားစုတွေတစုတစည်းတဲ့တူတူရှိဖို့သားလို့အတရာပါ။ နန္ဒလိုင်တို့မှာတသက်သာသုံးမကုန်တဲ့အစည်းအဝေးတွေလည်းပိုင်ဆိုင်ထားပါပြီ။ဒါကြောင့်မို့ဒီထက်ပိုချမ်းသာဖို့တဲ့ဘဝရဲ့ပျော်ရွှင်မှုတွေကိုသာအေးဆေးရှာဖွေရင်းဖျက်ဆီးကြတော့မှာလို့ပြည်သူတွေက ခံမှန်းနေကြကြတာပါ။ဥစည်တီဟာပြန်လွတ်လာတာကြောင့်ပီတိတွေပြားကဝမ်းသာမဆုံးဖြစ်နေခဲ့တဲ့နန္ဒလိုင်အပေါ်ပြည်သူတွေရဲ့အမြင်လေးကိုပြောပြပေးခဲ့ပါဦးရှင်။အဆုံးထိတချို့ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။